အလုံးမိုင်းမင်္ဂလာပါဗျာခုတစ်ခါမှာတော့အင်းစိန်က W Jewelry ကြောင်မြရတနာဆိုင်ကနောက်ွယ်ကကြားဖြန့်အလုပ်တွေလုပ်နေတာလူတီတော့တော့စိုင်ပိတ်ပြီးပြီးသွားတဲ့အကြောင်းအရာလေးကိုရုပ်တံဗီဒီယိုဖိုင်လေးတွေကတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့ဝေဖန်သုံးတက်ပေးချပါအောင်ဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာ Country Knowledge Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာ ဒါမလို့ကြော်ဝရီကြားပြအကြောင်းကိုပြပြပေးမယ်။သူကဘာလဲဆိုလို့ရှိရင်ဒီကြောက်လက်ောက်ကလေးတွေလောက်တာအဲ့ကြောက်လက်ောက်လေးလောက်တာဒီလူကြော်ဝရီပိတ်ရှိတယ်သူတို့ကစိုင်လဲဖွင့်ထားတယ်စိုင်ကဘယ်မှာဖွင့်ထားလဲဆိုရင်အင်းစိန်ဂျပန်လဲမှတ်တိုက်အကြော်မှာစိုက်ဖွင့်ထားတယ်အဲ့ဒီစိုက်ကအပိုင်မဟုတ်ဘူးနော်ငားထားတာငားထားတာမလို့ညီမလေးပေးထားတဲ့စိုက်လိမ့်စာအတိကျတော့အဲ့မရှင်နေတာမှာဆိုလို့တနေ့ကဖက်ပြီးတော့လိမ့်စာအတိကျကိုမပြောပြတော့ဘူး နော်အဲ့တော့အဲ့ဒီဆိုင်လိမ့်စာကိုအဲ့ဒီဆိုင်ကိုစာချုပ်ချုပ်ထားတယ်မတင်းတင်းခိုင်းဆိုတဲ့နာမည်နဲ့ဒီအမျိုးသမီးနာမည်နဲ့စာချုပ်ထားတယ်အဲ့ဒီအမျိုးသမီးတည်ရှိတဲ့နေရာကိုသွားစုံစမ်းတော့လဲမရှိဘူးဒီမဲ့ပုံတွေနဲ့လိမ့်စာအိမ်စာချုပ်ထည့်ရလိမ့်စာတွေသွားချတော့လဲအပြစ်မှာတကယ်ရှိမနေဘူးနော်ဒီမတင်းတင်းခိုင်းရလေတရုတ်တွေကဒီမတင်းတင်းခိုင်းနာမည်နဲ့ငှားပြီးတော့ဒီ W Jewelry လုပ်ငန်းကိုဖွင့်ထားတာ ဒါလို့ကြွက်ဝဲတီကပိတ်လဲရှိတယ်အဲ့ဒီပိတ်ကနေပြီးတော့လူတွေကိုခေါ်တယ်ဘယ်လိုခေါ်လဲဆိုတော့တောက်လောက်ကလေးတွေလုံးမဲ့သူတွေကိုခေါ်တယ်အေးအေးရောက် delivery နဲ့ပို့ဆောင်ပေးတယ်အဲ့တော့ဒီလုပ်ငန်းကိုလုပ်ဖို့ဆိုလို့ရှိရင်သဘောအသွင်ရတယ်သူတို့လင့်ချပေးတယ်သူတို့လင့်ချပေးတဲ့လင်းထဲကိုသဘော၁၀သိန်းကနေစပြီးတော့အသွင်ရတယ်အသွင်ရတယ်အဲ့ဒီအချိန်မှာသဘောလဲအသွင်ပြီးလို့ရှိရင်သူတို့ကလူ၃ယောက်အရင်ရှာတယ်လူ၃ယောက်ရှာပေးနိုင်လို့ရှိရင်ကြောက်က၅ထုတ်ရတယ်နောက်ထပ်၉ယောက်ရှာနိုင်ရင်ကြောက်ထုတ်က၁၀ထုတ်ရတယ်အဲ့လိုနဲ့လူတွေရှာရင်ရှာရင်းနဲ့ level တွေမြင့်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 လာရင်တွင်းရတဲ့စပေါ်ငွေတွေကလည်းမျာ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 းလာတယ်။အဲ့တော့ပထမစပြီးတွင်းနေတဲ့အချိန်တော့စပေါ်ငွေတွေကဒီလင်းတွေကနေပြန်ပြီးတော့ထောက်ယူလို့ရတယ်။နောက် level တွေမြင့်လေစပေါ်ငွေတွေများလာလေများလာလေပတ်စံက300ကျော်သွားလေထောက်လို့မရတော့ဘူး။ထောက်မရတော့ညီမလေးတွေကမေးတယ်ဘာလို့ထောက်မရတာလဲဆိုတော့ဒစောင်းနိုင်ပိတ်ရမလို့ထောက်လို့မရတာပါတဲ့ဒစောင်းနိုင်ပိတ်ရပြီးဒီလေးကနေစပေါ်ငွေတွေပြန်ပြီးထောက်လို့ရပါမယ်လို့ပြောတယ်။စောင်းနိုင်ပိတ်ရလဲပြီးကောအခုနော်ဒီအင်းစိန်ဂျပန်လမ်းမှတ်တိုက်အကျော်မှာဖွင့်ထားတဲ့ဆိုင်ကလုံးဝပိတ်သွားတယ်။ ိတ်သွားတော့အဲ့ဒီလိန်ခံလိုက်ရတဲ့ညမလေးတွေကဒီဆိုင်ကိုလိုက်သွားတယ်လိုက်သွားတဲ့အချိန်မှာဝန်ထမ်း၃ယောက်ပဲရှိတော့တယ်အဲ့ဒီဝန်ထမ်းတော့ကမပြောလဲဆိုရင်သူတို့တထေးတွေအားတဲ့နာတလေးကိုခီးသွားလို့ပါတဲ့ပြန်လာလို့ရှိရဆိုင်ဖွင့်မှာဖွင့်တဲ့အချိန်ကျစပေါ်လဲပြန်ထုတ်ရတယ်ပြန်ပြတော့အရင်လိုလုပ်ငန်းကလဲပက်မှာပါလို့ပြောတယ်ပြောတယ်ပြောရင်ပြောရင်ပြောရင်အဲ့ဒီတရုတ်ကြီးကပြေးသွားပြီပြန်မလာတော့ဘူးအဲ့ဒီတရုတ်ငါးစီးတဲ့ကားကလည်းညီမလေးကပို့ပေးထားတယ်အဲဒီကားကလည်းအပိုင်မုတ်တဲ့အတွက်ဒီ ရင်ပိုင်ရှင်နင်းနာမှာစုလို့တနေ့ကဒီကားကိုလည်းဒီထက်မှထည့်ပြီးတော့မပြတော့ဘူးเนาะအဲ့ဒီတော့အင်္ဂလိပ်စာတိကျကိုလည်းထည့်ပြီးမပြောတော့ဘူးအင်းစိန်ဂျပန်လမ်းမှတ်တိုက်အကျော်မှာရှိပါတယ်เนาะမယုံပါနဲ့လို့ WWJ ဘိတ်ကနေပြီးတော့လိန်နေရအခုချိန်အထိလိန်နေတော့မှာเนาะဒီကြောက်လက်ကဝယ်တဲ့သူတွေလည်းငွေသွင်းလိုက်ပြီးဆိုတာနဲ့သူတို့ကဘလော့သွားတာเนาะအလိန်ခံလိုက်တဲ့ညီမလေးတွေကစိုင်လိပ်စာအတိကျနဲ့လိုက်သွားတဲ့အခါမှာတော့ဝန်ထမ်းတောင်းအောင်ပြေးတွေ့တော့တယ်အဲ့ဒီဝန်ထမ်းတောင်းအောင်ကလည်း တိတ်မကြဘူးထွက်ပြေးသွားရင်ဘယ်သူမှမရှိတော့ဘူးဆန်ရုပ်ပိတ်ပြီးတော့ထွက်ပြေးသွားကြတာလိန်သွားတာနော်ပတ်ဆက်ကတဲညာကျော်လဲရလာရောသူတို့ကသဘောလဲထုတ်လို့မရတော့ဘဲနဲ့လိန်ပြီးတော့ထွက်ပြေးသွားကြတယ်အခုဘလို့လိန်နေလဲဆိုလို့ရှိရင်သူမှ WJRI ပိတ်ကလည်းအခုအလုံးလုံးနေတယ်နော်ပိတ်ကအလုံးလုံးပြီးတော့လိန်နေတာနော်ဒီပိတ်ကိုယုံကြည်ပြီးတော့ဒီကြောက်လက်ကောက်တွေသွားပြီးဝယ်တာတို့ဒီကြောက်လက်ကောက်လုပ်ငန်းတွေလုပ်မယ်ဆိုလို့ရှိရင်အလိန်ခန်းမှာတင်းနေပါတယ် အခုသူတို့ကဗိုင်ဘာနေလဲဆက်ပြောလိမ့်နေတယ်အဲ့ဒီဘိတ်ကနေတစဲသူကဗိုင်ဘာကိုခေါ်တယ်ခေါ်ပြီးလို့ရှိရင်အဲ့ဒီဗိုင်ဘာကနေသူတို့အလုပ်စကားပြောတယ်လုပ်ငန်းစကားပြောတယ်ပြောပြီးလို့ရှိရင်လစ်နေချပေးမယ်ငွေတွေသွေးရမယ်သဘောကိစ္စတွေအသွင်းပြီးလို့ငွေတွေဝင်ပြီဆိုလို့ရှိရင်တော့တောက်ထုတ်လဲရလာမှာမဟုတ်ပါဘူးနော်ဘလော့ခဲရမှာဖြစ်ပါတယ်သူတို့ဆိုင်ကပိတ်သွားပြီဖြစ်ပါတယ်အဲ့ဒီတော့အဲ့ဒီဆိုင်ထဲမှာတရုတ်တွေရဲ့ပစ္စည်းတွေကြံခဲ့တာတော့အဲ့တဲ့900 800ဘူးလောက်ကြံခဲ့တယ်တဲ့နော်အိမ်ပိုင်ရှာလဲသူအိမ်ငါထားတာဒီငါးလပိုင်းပုံမှာပြည့်မှာပါတဲ့ပြည့်မှာဆိုတော့ခါကြညီမလေးတို့ကအမပြောချင်တာကအလိန်ခရရတဲ့သူတွေအားလုံးစုပြီးတော့ အဲရက်ရက်ွက်ဥခရတို့ရက်ွက်လူကြီးတို့အဲရာအိမ်မှုဆဲအိမ်မှုတွေနဲ့တိုင်ပင်ပြီးတော့ဒီအိမ်ကိုသွားပါသွားပြီးလို့ရှိရင်ဒီ၅လပိုင်းပုံနဲ့အထိမှဒီတရုတ်တွေကပြန်မလာဘူးဆိုရင်အဲ့ဒီအိမ်ထဲမှာကျန်ခဲ့တဲ့3900 3800ဘူးပစ္စည်းတွေကိုအလိန်ခရရတဲ့သူတွေကခွဲဝေယူပါလို့အကြံပေးချင်ပါတယ်။ဟုတ်တယ်လေသူတို့ကလည်းပြန်မလာတော့ဘူးထွက်ပြေးသွားပြီဝန်ထမ်းတွေကလည်းထွက်ပြေးသွားပြီပတ်ဆိုင်တွေကလည်းအလိန်ခရရတာတိတ်တိတ်နေရဒါပေမဲ့သူတို့ရဲ့ကြံရှိနေတဲ့ပစ္စည်းတွေတော့၅လပိုင်းကုန်လို့စိုင်းကန်းစာချုပ်ပြေးသွားပြီဆိုလို့ရှိရင်တော့ ဒီပစ္စည်းတွေကိုအလင်ခံရတဲ့ညီမလေးတွေအမတွေကပိုင်ဆိုင်มาတယ်။သွားပြီးတော့လူကြီးတွေနဲ့တိုင်ပြီးပြီးတော့ပစ္စည်းတွေခွဲဝေယူပါအိမ်ပိုင်ရှင်ကိုလည်းသွားပြီးတော့အတောင်းကြားထားပါလို့တနည်းကတော့ပြောချင်ပါတယ်။အခုထပ်ပြီးတော့မာကျင်တာဒီ W Jewelry ပိတ်ကတောက်လက်ကောက်တွေရောင်းတာတို့ဒီကောက်တွေလောက်ဖို့အတွက်သဘောတွေသွင်းမှုခေါ်တယ်လုပ်ငန်းကိုစွဲတယ်ဆိုလို့ရှိရင်တော့မသွားပါနဲ့ဒါကလုံးဝအလင်ခံမှာကျိန်းနေပါတယ်။ W Jewelry တွေဒီအခုချိန်ထိပိတ်ကောပိုင်ပါနေနေစဲပဲဖြစ်ပါတယ်နော်။